Wow. Wow. မိုက်ကွာကီနီပြဖဆောင်မျိုးကမော်ချီဒေတာကိုစစ်ကောင်စီလေချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တရုတ်နိုင်ငံသားတဦးအပါအဝင်ဒေတာကန်တွေထိခိုက်သေးဆုံးခဲ့ကြတယ်လို့မြေပြင်ကသတင်းမြစ်တွေက AR ကိုအတည်ပြုပါတယ်မော်ချီဒေတာကိုတိုက်ပွဲမရှိဘဲဧပြီ23ရက်ကနေစတင်ပြီး လေးရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပြီးဧပြီ24ရက်ကမော်ချီကအမှတ်နဲ့မိုင်းတွင်းကိုတိုက်ခိုက်ခဲ့မှုမှာတရုတ်နိုင်ငံသားတအူတေဆုံးခဲ့တယ်လို့ဆိုပါတယ်ဟုတ်မဟုတ်တယ်ကတရုတ်နိုင်ငံသားတေချာတယ်ဟုတ်လေဒါမှနိဟိုကဒတင်းထောက်ကုံရန်ရောလို့ပြောနေတယ်ဒါပေမဲ့ကျွန်တော်တို့ထက်ကနေပြောတော့ဘဇူပြဝါဆိုတော့အကြည့်ရူနိုင်မင်းကျွန်တော်တို့ဒါလောက်ကတော့တကင်းထောက်လို့ပြောတယ်ဘယုံကရှိရရုပ်တွေရှိရတော့မိုင်းတွင်းနေရာကစီမိုးတချို့ရှိရဝတ်ဖာချေကောအဲ့စမောအမွာကလောက်တန်းနေပြီရှိပါစေ လိုလဲစပေးဆောင်မို့နော်လောက်ကောင်းနေလောက်စပေးဆောင်ပြီးလို့လို့ကြရလူရစီပါနဲ့ဒါအပြင်ဧပြီ26ရက်မှာတော့မော်ချီကကင်းဒီလူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတက်ဦးကလလတရုံရှိရာနေရာတွေအပါအဝင်အယက်သားတွေရှိရာနေရာကိုတိုက်ခိုက်ခံခဲ့ရတာပါဒီလေချောင်းပုံးကျဲတိုက်ခိုက်မှုကြောင့်အယက်သားပြည်သူ၅ဦးထပ်မံတေဆုံးခဲ့တယ်လို့လည်းသိရပါဗျ။မော်ချီပေါ်လေတဲ့ဝဒရောမာဒရီကလယာအမယာတတုံးလေးတတုံးမရှိဘူးအန်တတုံးအဲ့ရေအထိုင်တကြီးမကြောက်ဘူးကြီးဟိုဒီရောအလို ကောက်ကမှာပဲကျွန်တော်တို့လည်းအနီဟောင်းတိုက်ထိုးဖို့တို့ချိုးစားနေတယ်ထင်ပါဒီလိုပဲလေးလာခေခါတော့ပေါ့နော်ခဲမဖြူဖြိုက်နှက်နဲ့အခြားတချို့တွင်လုပ်ငန်းတွေရှိတယ်မောချီးသေးတာဟာဒုတိယကဘာစစ်ကာလကလေးကခဲထုတ်ယူနေတဲ့ကဘာကျော်ခဲမိုင်းတစ်ခုဖြစ်ပြီးတော်လိုင်းတက်တွေလက်ထဲမကြခင်အထိစစ်တပ်အတွက်ဝင်ဝင်လမ်းကြောင်းတစ်ခုဖြစ်ခဲ့တာပါဒီလုပ်ငန်းတွေကိုဥပိုင်ကုမ္ပဏီတွေနဲ့တရုတ်ကုမ္ပဏီတွေကအဓိကလုပ်ကိုင်ခဲ့ပြီးအဲ့ဒီဒေသကလက်နက်ကင်ဖွဲ့စည်းတွေလည်းပါဝင်ခဲ့တာကြောင့် ဒီဒေသအတွင်းမှာတရုတ်နိုင်ငံသားတွေရဲ့နေထိုင်လုပ်ကိုင်မှုတွေလည်းရှိနေပါတယ်မော်ချီဒေတာကိုပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီ28ရက်ကတည်းကကီနီတော်လိုင်းတက်တွေကတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး Twin Threat 2.0လုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေတဲ့နေရာဖြစ်ပါတယ်။ မော်ချီမှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲစစ်ကောင်စီကမိုင်းတွင်းတွေကိုပြစ်မှတ်ထားပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်လူတွေကိုအစုလိုက်ပြုံလိုက်သေဆုံးနိုင်တဲ့အနေအပါရှိနေတာဖြစ်ပါတယ်အခြေခံပြတော့လူထုတွေကတော့ဒီဟိုဟို ဒီသူရဲ့နေ့တို့ကလောက်ကန်ဆောက်တော့ဖို့အတွက်ကတော့ဟိုမိုင်းမိုင်းလုံးငါမဲ့ဖြစ်ဖြစ်အပေါ်မှာရောက်မဲ့ပကရာဖြစ်ပေါ့နော်အလုံးနေမှာပဲပေါ့နော်အဲ့ဒီလူထုတွေအများစုလောက်ကန်ဆောက်တော့တဲ့အနေအထားကိုပုံချေတိုက်ခတ်ခြင်းကတော့ကျွန်တော်တို့ကတော့အမှားတော့မလောက်အပ်တဲ့ဒီပြမမဟုတ်တဲ့နေရာလို့ပြောလို့ရတော့ပေါ့နော်အစစ်ကောင်စီအနေနဲ့ အာဒီဟိုစီရမဟုတ်တဲ့နေရာတော့မဟုတ်လေစီရဟုတ်တဲ့နေရာတော့မှတိုက်ခိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီအကားတော့ကျွန်တော်တို့ဒီခေါ်အခေါ်ပဲပြောမယ်ဆိုတော့တိကျတဲ့ထက်ခက်ကိုပဲအာရွေးချယ်ပြစ်အာပြစ်ခတ်တိုက်ခိုက်ရမှာပေါ့နော် အာအဲ့ဒီပုံမှာကျွန်တော်တို့ကကြော်လွန်တယ်လို့ပြောလို့ရတယ်ဥပမာဆိုရင်အာမနေ့ကပြည့်တဲ့ပုံစံကိုကြည့်မယ်ဆိုရင်ကျွန်တော်လူထုတွေအများစုနေထိုင်တဲ့အာနေရာတွေနဲ့တော့လမ်းတွေအလံပေးတွေနောက်ပြီးတော့မှချက်ချောင်းတွေကိုထိုက်ခဲ့ထားပြီးတော့မှပြစ်တာတွေကိုကျွန်တော်ကျွန်တော်တွေ့ရတော့ပေါ့နော်လူထုတွေလောက်ကစားတောက်တဲ့နေရာတွေကိုဟိုပြစ်ခါတော့ပေါ့နော်ဒါကအာအာသူရောက်ဆုံးမှုပုံစံတစ်ခုမျှော်တယ်လို့ကျွန်တော်ပြောလို့ရပါတယ်ခင်ဗျ